ကီကယ်လီကျင်းငန်းတွေကတင်ပစုံညှက်ယိုးချွတ်သားကိုတံမာစီပြီးတော့စီဝန်းထိမ့်ချုပ်မှုနဲ့အိမ်အောင်ရေးဒုက္ခဆိုင်ရာကျန်းမာရေးတွေကိုတိတိတသားတိုးတက်ကောင်းမွန်စေပါတယ်။မင်္ဂလာပါတီချင်တော်ပါ။ဒီကီကယ် exercise တွေကိုအမျိုးသမီးတွေမကဘူးအမျိုးသားတွေပါလိုက်ပါလေ့ကျင့်လို့ရပါတယ်။ဒါပေမဲ့ဒီလိုလေ့ကျင့်ငန်းတွေကိုလုပ်တဲ့အခါကျရင်တော့မှန်ကန်တဲ့ချွတ်သားကိုရှာဖွေတတ်ဖို့အရေးကြီးပါတယ်။ဒါမှကီကယ် exercise တွေလေ့ကျင့်တဲ့အခါကျရင်ထိရောက်မှုရှိမှာဖြစ်ပါတယ်။ဒါဆိုရင်မှန်ကန်တဲ့ချွတ်သားကိုဘယ်လိုရှာဖွေကြမလို့ပထမတနည်းအနေနဲ့စီ ွားနေတဲ့အချိန်မှာစီလန်းချောင်းကိုရက်တန့်ဖြစ်ဖို့ကြိုးစားကြည့်ပါဒီအချိန်မှာကြုံသွားတဲ့ကြွက်သားဟာတစ်ပစုံညံ့ရိုးကွင်းရဲ့ကြွက်သားတွေဖြစ်ပါတယ်ဒီလိုမျိုးစီးသွားနေတဲ့အချိန်မှာစီလန်းချောင်းထိန်းချုပ်မှုကိုစမ်းသပ်ချင်တယ်ဆိုရင်တော့တကယ်စီးသွားနေတဲ့အချိန်မှာမလုံးသင့်ပါဘူးဒီလိုမျိုးလုပ်ခဲ့မယ်ဆိုရင်တော့စီးရင်ကိုထိခိုက်စေနိုင်လို့ပါဒါလေးကိုတော့အထူးသတိထားဖို့လိုအပ်ပါတယ်ဒုတိယနည်းလမ်းအနေနဲ့ကတော့စအိုတဝိုက်ကကြွက်သားတွေကိုတင်းကျပ်စွာညှစ်ထားခြင်းဖြစ်ပါတယ်လေလံခြင်းကိုထိ ंछ ုပ်ထားတဲ့လိုမျိုးပါဒီလိုမျိုးလေလံခြင်းကိုထိ ंछ ုပ်ထားတဲ့အခါမှာညှစ်ထားတဲ့ကြွက်သားက လည်းတင်ပစုံညှက်ရိုးကွင်းကြက်သားပဲဖြစ်ပါတယ်။ဒီနှစ်နီးနဲ့ကြက်သားကိုမှန်ကန်စွာရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ဒီနေ့လေ့ကျင့်ခန်းလေးကတော့တင်ပစုံညှက်ရိုးကွင်းကြက်သားတွေကိုတံမာစီပြီးတော့စီဝမ်ထိန်းချုပ်မှုကိုလည်းကောင်းမွန်စေတယ်။အိမ်နာရေးဒုက္ခဆိုင်ရာကျန်းမာရေးတွေကိုလည်းတည်တသာတိုးတက်ကောင်းမွန်စေတာဖြစ်ပါတယ်။ဒီကစားနည်းလေးတက်တော့ယောဂဘလော့တစ်ခုလိုအပ်ပါတယ်။တကယ်လို့ကိုကယောဂဘလော့မရှိဘူးဆိုရင်အဝတ်လေးတွေကိုအသုံးပြုပြီးတော့ကစားပေးလို့ရပါတယ်။ကစားနည်းပုံစံကတော့ခန္ဓာကိုယ်ကပလက်အနေအထားနေပေးပါ။ဒီအနေအထားကနေယောဂဘလော့လေးကိုဒု ူကောင်းချာမှာညှက်ထားပေးမယ်ခြေတော်ကိုလည်းဂျောဂါဘလော့အကွာလောက်ပဲထားပေးရမှာဖြစ်ပါတယ်ဒီအနေထားလေးကနေတမဆုံညက်ရိုးခွင်းကြွက်သားလေးကိုညှစ်ပြီးတော့အမားကိုအပေါ်ကြပေးရမှာဖြစ်ပါတယ်ကိုကနိုင်နေဆိုရင်3စက္ကန့်ဒါမှမဟုတ်ရင်5စက္ကန့်လောက်ထိန်းထားပေးရပါပဲပြီးရင်ဖြည်းဖြည်းလေးပြန်ချပေးရမယ်ဒီကစားနည်းလေးကို10ကြိမ်ဒါမှမဟုတ်ရင်15ကြိမ်လောက်တနေ့ကိုမနက်နေ့ည3ကြိမ်ခွဲပြီးတော့ကစားပေးလို့ရပါတယ်အဓိကမှာကျင်တာကတော့ဒီကစားနည်းကိုလေ့ကျင့်တဲ့အခါကျရင်တော့တင်ပစုံညက်ရိုးကြွက်သားကိုအဓိက ကညှက်တက်ဖို့ပဲလိုအပ်ပါတယ်။ဒါမှမဟုတ်ဘူးဆိုရင်တော့ပေါင်ကျွက်သားတွေ၊တင်မချွက်သားတွေနဲ့ခြေစလုံးကျွက်သားတွေကိုသာထိရောက်နေမှာဖြစ်ပါတယ်။အဲ့တော့ဗီဒီယိုထဲမှာလည်းမမကဒီတင်မစုံညက်ရိုးကျွက်သားကိုဘယ်လိုညှက်ရမလဲဆိုတာလေးကိုရှာတတ်အောင်ကြောထားပေးတာမို့လို့တခြားညှက်ထောင်ပေးဖို့လိုမယ်နော်။ဗီဒီယိုလေးကပြိုမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းပြိုမီတို့အတွက်အကျိုးရှိစေမယ်လေ့ချင်ငန်းနေတဲ့ဘဟုတုတတွေကိုဝေးမျှပေးသွားပါဦးမယ်။ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်။ကျမလာပါချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်။